မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအားလုံး gaming ရှေ့ host panny ban host ကနေပြန်လဲကျေစွလိုက်ပါတယ်ခင်ဗျ Nintendo Switch 2ကိစ္စတွေကိုကျွန်တော်တိလိုက်ပါတယ်ဒါပေမဲ့တခြားဂိမ်းတွေကိုကာဘာလုံနေတာနဲ့ဒီကြားလေးဖြစ်ပြက်သွားတဲ့ကိစ္စတွေနဲ့နှစ်ကူးတွေနဲ့ဖြစ်နေတာကြောင့်သူ့အကြောင်းဆွေးနွေးဖို့နောက်ကျသွားပါတယ်ခင်ဗျအဲ့တော့ပထမဆုံးအနေနဲ့ကတော့အားလုံးပြောရတဲ့အတိုင်းပဲကျွန်တော်သဘောတူပါတယ် What Bro what are you talking about man အဘာလေးอ่ะတိကျနေပြီလား အဲ့ဒါဆိုရင်ကျွန်တော်ဘာတွေသဘောတူနေရလဲဆိုတာကိုစပြီးတော့ပြောလိုက်ကြရအောင် gaming industry ထဲမှာ Nintendo ကိုမသိတဲ့လူဆိုတာရှားမယ်လို့ယူဆပါတယ်ဘာလို့ယူဆတာလဲဆိုရင် legendary gamer တွေအားလုံးကတော့တည်ထားပေမဲ့ new generation gamer တို့ကတော့ရွေးချယ်ကြရတဲ့အရန်များရဲ့အတွက် Nintendo ဘန်ဖြစ်ဖို့မလွယ်ပါဘူး handheld console market ကိုလည်း Steam Deck တို့ ROG Align တို့ကလည်းထိုးပေါက်လာပြီဖြစ်တာကြောင့်ပြိုင်မက်တွေကလည်းပေါ်လာပါပြီ ဒီတိုင်မတ်တွေနဲ့ live ရှင်တိုက်ခိုက်ဖို့အတွက်ကို Nintendo ကသူ့ရဲ့ခံငွေ Nintendo Switch ကို upgrade လုပ်มาရပါတော့မယ်။အဲ့တော့ Nintendo Switch 2ဆိုပြီးပေါ်လာရယ်ပေါ့လေ။ဒီနှစ် January လာထဲမှာကျင်ညာသွားပြီးတော့ April 3မှာခြားပြပြီးရောင်းချနေ Nintendo Switch 2ကအင်တာမောက်ဈေးကြီးလွန်းနေပါတယ်တဲ့။ console နဲ့မကဘဲနဲ့ game တွေပါပုံမှန်ထက်ဈေးကြီးနေတာကြောင့် fan တွေကိုယ်တိုင်ကအော်ငိုနေရပါတယ်။ ဒီကြားရဲ့ Trump ရဲ့အခွန်ကိစ္စတွေပါပါလာတဲ့အခါဇီးရမတရားကိုထိုးတက်သွားတော့တတိတွေပဲတက်နိုင်တဲ့ကွန်ဆိုးလို့ပြောလို့ရတဲ့အထိကိုဖြစ်သွားပါတယ်။အဲ Nintendo ဘက်ကတော့ဇီးကိုပြန်ညှိပေးမယ်လို့ပြောသလိုလက်ရှိမှာဆိုရင်တော့ Trump ကလည်း Electric ပစ္စည်းတွေပေါ့ကောက်တဲ့အခွန်ဖြေလျှော့ပေးမယ်လို့ပြောထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဘလို့ကနေဘလို့တတိကွန်ဆိုးဖြစ်သွားရတာလဲဆိုတဲ့အကြောင်းလေးကိုဖတ်ရှင်းပါမယ်ခင်ဗျ။ Nintendo Switch ကို2019နှစ်ကထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့အခု Switch 2ကတော့2025မှာထွက်လာရဲဆိုတော့တက်တန်းအပြင်10နှစ်နီးပါးလောက်ကိုကွာသွားပြီဖြစ်ပါတယ် အားလုံးသိတဲ့အတိုင်းပဲ technology ဆိုတာလာပိုင်းလေး꽌နေတော့နိုင်မြေအရန်꽌နိုင်တဲ့အခြေအနေမှာနေနန်းတို့ကသူ့ရဲ့တခုတည်းသော platform ဖြစ်တဲ့ switch ကို upgrade လုပ်ကိုလုပ်အောင်မှာဖြစ်ပါတယ်။ဒါကြောင့်လဲအားလုံးက switch 2ကိုမျှော်လင့်ထားကြရပေါ့လေ။တကယ်လဲမျှော်လင့်ထားတဲ့အတိုင်းပဲ switch 2က switch တဲ့အများကြီးတာပါပဲ။ performance အပိုင်း accessibility အပိုင်း device အပိုင်း processor အပိုင်းအစရှိရရအများကြီးပိုကောင်းသွားပြီဖြစ်ကြောင်းကိုကျွန်တော်က twin တစ်ဆယ်ရှင်းပြမနေတော့ပါဘူး။သူ့ official youtube မှာကိုသွားကြည့်လို့ရပါတယ်။ကဲ upgrade လုပ်လိုက်တာတော့မှန်ပါတယ်တကယ်ပြဿနာအခုမှစမှာပါကိုစိုးကြီးပဲဘာမှမပါဘူးဆိုရင်ဒေါ်လာ450ကျမှာဖြစ်ပါတယ်အဲ့ဒါဥမာသူနဲ့တွဲသုံးမဲ့အပိုပစ္စည်းလေးများဆိုတာထပ်ရှိပြီးတော့အဲ့ဒီအတွက်ကိုလည်းထပ်ပေးရမှာဖြစ်ပါတယ်ဘာနဲ့တူလဲဆိုရင် iPhone ဝင် iPhone ကြီးပဲရမှာဖြစ်ပြီးတော့ကျန်တဲ့လိုတဲ့ပစ္စည်းကိုတသက်ထောက်ဝယ်ရတယ်လို့ဖြစ်နေတော့ပါအဲ့ဒါလည်းပဲ iPhone user တွေကမြင်မှာမဟုတ်ပါဘူးအဲ့ထားပါတော့ Nintendo user တွေကတော့ကော့ကော့ခွင်းခွင်းကိုမြင်ပါတယ်ပြောရရင် Switch 2ကိုဒေါ်လာ400ဝန်းကျင်လောက်ဖြစ်မယ်လို့ခန့်မှန်းထားကြတာပါ 450ဖြစ်သွားတာနည်းနည်းလက်ခံပြီးလို့ရပါသေးတယ်။ဒါပေမဲ့450ရာဘာမှမပါတဲ့ base ကြီးပဲရမှာပါ။ကိုစောရဲ့ style ရလိုတဲ့ပစ္စည်းတွေကိုထပ်တိုးမယ်ဆိုရင်အကုန်ထပ်ကုန်မှာဖြစ်ပြီးတော့အပိုပစ္စည်းတော်တော်များများလည်းလိုချင်စရာ function ပါတဲ့ဟာလေးတွေကြီးပါပဲ။ကဲကဲမတတ်နိုင်ဘူးလေ။ဘာမှမပိုင်းလဲနေပလေးစင်ပေးကြီးပဲဝယ်မယ်ဆိုရင်တော့ပထမဆုံးဝယ်ဆော့ရမယ် Mario Kart ဘောကဂိမ်းရဒေါ်လာ80ရှိပါတယ် ဘာမှမဟုတ်တဲ့နေနန်းတို့ Swiss 2 Water လုံးမဲ့ကို Swiss 2ကြောင့်ပိုနားလေခြင်းနေဆိုရင်အလကားနေနေ10ဒေါ်လာဆက်တောင်းပါတယ်။ဒါရင်မကသေးပဲနေနေနန်းတို့ Swiss မှာထွက်ထားပြီးသားဖြစ်တဲ့ Zeta Freedom Wine တီးရတော့ပြင်းတဲ့အဲ့လိုဂိမ်းနေရလဲနေနန်းတို့ Swiss 2 version ဆိုတဲ့ upgrade ကိုဝယ်ပြီးတော့စောင့်နိုင်ပါသေးတယ်ခင်ဗျာ။ Lord တို့ရေစဉ်းစားလာကြည့်တော့ console 450ဂိမ်းပါတော့80ပေါင်းရင်အရင်ပဲ930လောက်ဖြစ်နေပြီ။ဒါတော့မှအခုမပါသေးတဲ့ခြေနေပေါ့လေ။ အဲ့ဒီပြင်မှာနေနန်းတော့သူ့ switch တူကိုကင်နိုင်အသက်ရှူတိုင်းပတ်စံထပ်တောင်းနေုံပဲဆိုရင်တော့တေချာတာတော့ဒီ console ကတထေးတွေ RK တွေပဲကင်လို့ရမယ် console ဖြစ်လာမှာပါကို့ဘော်ဒါလော်တူတော့သူများနိုင်ငံမှာတော့ဒေါ်လာ400တောင်းနေမယ်ဆိုရင်ကိုရီစီမှာ15သိန်းကျော်နေပြီဆိုတာတော့သိတယ်မှာလေ တစ်ချိန်တည်းမှာပဲနေသော stream တက်ကဒေါ်လာ400ဝန်းကျင်ရှိပြီး free game တစ်ပြိုက်ကိုမှ stream account တစ်ခုရှိတာနဲ့ထိုင်ဆော့နိုင်ပါပါနောက်ထပ်ကိုယ့်ဘာကို game ထပ်ဝင်ရောကိုယ်သမိုင်းနဲ့ကိုဖြစ်ပေမဲ့လို့ stream တက်ကတော့ကိုယ့်ဘောပတ်စံထပ်ယူမှာမဟုတ်ပါဘူးအဲ့လိုမျိုးတွေရှင်ပြလာတဲ့အခါကျ free game ဆိုလဲနေငကိုရီးယားမှာ fan base ကလည်းနေတဲ့နေနန်းတို့ကတော်တော်အချက်ရိုက်စေပါတယ်နောက်တစ်ချက်ကနေနန်းတို့ကတအားလောပါကြီးတာပဲဖြစ်ပါတယ်ဒါမှမဟုတ်ပဲတတိယပဲဝယ်သုံးနိုင်အောင်လှုပ်ထားသလားလို့တော့အောင်းမရပါဘူး အဲ့လိုနဲ့ဟိုးလေးလေးကြောင်ကြောင်ဖြစ်ပြီးတော့လူတွေကဝဲသေးမဝဲသေးနေဇဝေဇဝတွေဖြစ်ကုန်နေပေါ့လေဒါပေမဲ့ Lord 2ကအကီတယောက်ဖြစ်ပြီး Nintendo Switch 2ကိုကြိုက်လို့ဝယ်ခဲ့မယ်ဆိုရင်တော့စိတ်မပြတ်စီရပါဘူးသူ့ရဲ့ upgrade တွေအကြောင်းကျွန်တော်အချင်းချုပ်လေးပြောပြပါမယ်ပိုကောင်းတဲ့ graphic တွေရမယ်920ကနေ1080 pixel ကြီးများတော့တိုးသွားမယ်အဲ့ဒါတော့ပူလုံးကြီးပူကြီးသွားမယ် sacrifice ကြီးလည်းပူကြီးသွားမယ်ကြီးတာကြိုက်တဲ့ border တွေအတွက်ကတော့ quality ပေါ့လေ surrounding sound စာ 3D sound သုံးတာလို့အတန်ထွက်ပိုကောင်းမယ် public transport တွေပေါ်မှာတော့တောသားတွေလိုမျိုးတချင်းကျည်ကြီးမပွင့်နေပါဗျာ TV နဲ့ corner လောက်ပြီး game တွေစော်နိုင်မယ်အဲ့ဒါဘော်ဒါတို့စိတ်ထဲထင်နေတဲ့ HD မဟုတ်တဲ့ HDR function ကိုလည်းသုံးနိုင်မယ်လုံးဝမိုက်ဆုံးကတော့ controller နှစ်ခုက switch 2ကိုချိတ်သွားတဲ့ magnet ပါတော်တော့လုံးဝလုံးဝအောင်မိုက်ပါတယ်။ခိုင်ခိုင်ခက်ခက်အောင်ကတ်နေမှာဖြစ်ပါတယ်။ခလုံးနေပြီးချွတ်မှချွတ်မှဖြစ်ပြီးတော့ဘော်ဒါတို့ပြစ်မပေါက်သေးရတော့မပြက်စည်းတော့ပါဘူး။အဲဒါပဲလား။ဒါပဲလား။ ဘေးဘဲဆိုရင်တော့ထားပြီးပါပဲတွဲသုံးလို့ရမယ့် accessory တွေကတော့ web cam ရှိမယ် charging handle ရှိမယ် mouse လို့သုံးလို့ရမယ် controller ရှိမယ်စတော်လဲနေနန်တို့ avatar မဟုတ်တော့ဒီလောက်ပဲပြောတော့မယ်အဲ့လိုအဲ့လိုဟာလေးတွေရှိတယ်ပေါ့လေဈေးကိစ္စမရှိဘူးပစ္စည်းကိုပဲလိုချင်တာဆိုတော့ကို့ဘော်ဒါ lord တွေတော့ကတော့နေနန်တို့ switch 2က upgrade တေချာဖြစ်စင်မယ် handheld console လေးပဲဖြစ်ပါတယ်အဲ့ခတ်တာရေပုံမှန်လေးလောင်းမေးနေရတာတို့မြန်မြန်လောင်းပေးရတာတို့တော့ရှိနိုင်ပါတယ် ကျွန်တော်ဒီဗီဒီယိုရိုက်တဲ့အချိန်မှာမြန်မာနိုင်ငံကမားကတ်ထဲဘယ်ဈေးရှိမယ်ဆိုတာတော့မစုံစမ်းရသေးပါဘူး။တေချာကတော့ import fee တွေနဲ့အခွန်တွေပါပါမယ်။ပို့ကဝန်ဆောင်ကရှိလို့မြပေါင်းမယ်ဆိုရင် base ကြီးတဲ့အနည်းဆုံး22သိန်းလောက်တော့ရှိနိုင်ပါတယ်။အဲမိုင်းလည်းမားမယ်။မှန်ရင်လည်းမှန်နိုင်ပါတယ်။ကျွန်တော်ရရင်တော့အပြစ်မပြောကြရနဲ့ပါလေ။ကဲကဲဒီလောက်ဆိုရင်တော့ Nintendo Switch 2အကြောင်းပေါင်းထုတ်လို့ဝါသွားပြီဆိုတော့ Lord Guru ကဘယ်လိုမြင်လဲ။ဘယ်လိုပေါင်းထုတ်ခြင်းလဲဆိုတာလေးကို comment box မှာရေးတော့ပြပါအောင်ခင်ဗျ။ ဂိမ်းမေ့ကိုကြည့်ရှုအားပေးနေတဲ့ဥရောက်ချင်းစီတိုင်းအောင်လဲကျေးဇူးထူးပဲတင်ရှိလိုက်ပါတယ်ခင်ဗျာ gamish mask လာအပေးအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ